မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့မြန်မာပြည်မြေပုံကိုပထမဆုံးရေးဆွဲခဲ့တဲ့မြန်မာအမျိုးသမီးတဦးအကြောင်းကို လေ့လာမိသလောက်တင်ဆက်ပေးသွားခြင်းပါရှင်။ မြန်မာပြည်မြေပုံပထမဆုံးရေးဆွဲသူအမျိုးသမီးကတော့ဒေါက်တာဒေါသင်းကြည်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမြေပုံရေးဆွဲရာမှာပါဝင်ခဲ့တဲ့ပထဝီဝင်ပေါမောက်ခဒေါက်တာဒေါသင်းကြည်ဟာဆိုရင်မြန်မာအမျိုးသမီးတွေထဲမှာနိုင်ငံရခြားမှာပါရဂူဘွဲကိုပထမဦးဆုံးစွခုခဲ့သူလည်းဖြစ်ပါတယ်။ပေါမောက်ခဒေါက်တာဒေါသင်းကြည်ဟာဆိုရင်မြန်မာအမျိုးသမီးများထဲမှာပထမဆုံးနိုင်ငံခြားကပါရဂူဘွဲယူလာသူအဖြစ်သိသူများပါတယ်။1959ခုနှစ်အမေရိကန်နိုင်ငံကလတ်တက္ကသိုလ်မှာပထဝီဝင်ဘာသာနဲ့သင်ယူခဲ့ပါတယ်။စစ်မဖြစ်ခင်ရန်ကုန်တက္ကသိုလ်ကအင်္ဂလိပ်အမျိုးသမီးတွေလန်ဒန်မှာ ာပါရဂူဘွက်သွားယူကြတာတွေရှိပေမဲ့မြန်မာအမျိုးသမီးတွေထဲမှာတော့ဒေါ်သင်းကြီးကပထမဆုံးအမျိုးသမီးတဦးပဲဖြစ်ပါတယ်ဒေါက်တာဒေါ်သင်းကြီးဟာဆိုရင်ဒီကနေ့ကမ္ဘာကလက်ခံသုံးဆွဲနေတဲ့မြန်မာပြည်မြေပုံကိုတော့နယ်သာလန်နိုင်ငံအစ်မာတာဒတ်မာဂျမ်ဘာရန်ပထဝီမြေပုံဆွဲဌာနနဲ့အတူကြီးကြပ်ရေးဆွဲတိဖြတ်ခဲ့သူတယောက်လည်းဖြစ်ပါတယ်ဆရာမကြီးဒေါက်တာဒေါ်သင်းကြီးဟာဆိုရင်1918ခုနှစ်ဇန်နဝါရီလတရက်နေ့တောက်ကြာနေ့မှာတောင်ကုန်မြို့နိုင်အဖအူကျိုးအမိတော်များတို့မှမွေးဖွားခဲ့ပြီးတော့မွေးချင်း၃ဦးရှိခဲ့ပါတယ်ဒေါက်တာဒေါ်သင်းကြီးဟာ ာဆိုရင်ရေတာရှင်မျိုးဗမာတိုင်းရင်းသားဘာသာကြောင့်မှစတင်ပညာသင်ယူခဲ့ပြီးဖခင်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသောမကွေးမျိုးတိုင်းရင်းမြမမြူနစ်စပယ်ကြောင့်မှစတန်အထိပညာသင်ယူခဲ့ပါတယ်1933ခုနှစ်မှာတော့ရန်ကုန်ဆရာဖြစ်တဲ့ကောလိပ်ကျောင်းတီချဲထရိနင်းကောလိပ် TTC မှာနဝမာတန်းမှာတက္ကသိုလ်ဝန်ထမ်းအောင်တဲ့အထိကျောင်းအိမ်ကျောင်းစာဖြင့်နေထိုင်ပညာစီပို့ခဲ့ပြီး1934ခုနှစ်မှာတော့တက္ကသိုလ်ဝန်ထမ်းကိုဘာသာစုံကုန်ရုဖြင့်အောင်မြင်ခဲ့ကမြန်မာတိုင်းနိုင်ငံလုံးကျောင်းသူများထဲမှာပထမရခဲ့သူလည်းဖြစ်ပါတယ်1934 1935ပညာသင်နှင့်ရန်ကုန်တက္ကသိုလ်သို့စတင်တက်ရောက်ရာ Special Club မှာသင်ယူခဲ့ရပါတယ်1938ခုနှစ်မှာတော့ဝိဇာဂုံနုဒန် BA Honors ကိုအောင်မြင်ခဲ့ပြီးရန်ကုန်တက္ကသိုလ်ပထဝီဝင်ဌာနမှာအချိန်ပြည့်နီးပြဆရာမအဖြစ်နိုင်ငံတော်ဝန်ကိုစတင်ထွန်းရွက်ခဲ့ပါတယ်1939-1940ပြည့်နှစ်မှာတော့ဆရာဖြစ်သင်တန်းကောလိပ် TTC မှာ BEd ပညာရေးဘွဲ့သင်တန်းကိုတက်ရောက် အောင်မြင်ခဲ့ပါတယ် ဂျပန်ခေတ်အတွင်း1942ခုနှစ်ဝန်းကျင် အရှိအာရှလူငယ်အစည်းအရုံးကဖွင့်လှစ်သောလေရေးစင်ကျောင်းမှာတရုတ်ညွန့်တန်းဆိုင်ရာနှင့်သင်ကြားမှုဆိုင်ရာများကိုဆောင်ရွက်ခဲ့ပါတယ်1943ခုနှစ်မှာတော့ဆရာကြီးဥဖေမောင်တင်ကျောင်းဟောကြီးအဖြစ်တာဝန်ယူခဲ့သောရန်ကုန်တက္ကသိုလ်၌ပထဝီဝင်ဌာနလက်ထောက်ကတိကအဖြစ်၎င်း1945ခုနှစ်အရေးပေါ်ကာလရန်ကုန်တက္ကသိုလ်ပထဝီဝင်ဌာနကိုလက်ထောက်ကတိကအဆင့်ဖြစ်ဦးဆောင်ခဲ့ပါတယ်1948ခုနှစ်ဇန်နဝါရီလမှာအမေရိကန်ပြည်ထောင်စုနိုင် ုင်ငံမက်ဆာချူးဆက်ဒီနဲ့ကလတ်တကတူမှာမဟာဝိဇာဘွဲ့ရယူရန်ထွက်ခွာခဲ့ပြီးပထမနှစ်ဝက်ရမတ်များထူးချွန်ကောင်းမွန်တဲ့အတွက်ပါရဂူဘွဲ့တန်းန်းကိုတက်ရောက်ရန်ကလတ်တကတူကခွင့်ပြုခဲ့ပါတယ်1950ပြည့်နှစ်မှာတော့ပါရဂူဘွဲ့ရရှိခဲ့ပြီးစက်တမာလမှာမြန်မာပြည်ကိုသင်းမောနဲ့ပြန်ခဲ့ပါတယ်နိုင်ငံရခြားပါရဂူဘွဲ့ကိုတော့မြန်မာအမျိုးသမီးများထဲမှာပထမဆုံးရရှိခဲ့သူလည်းဖြစ်ပါတယ်1950ပြည့်နှစ်စက်တမာလ29ရက်နေ့မှာတော့ရန်ကုန်တက္ကသိုလ်ပထဝီဝင်ဌာနမှာကတိကဌာနမှုဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ ပါတယ်1950ခုနှစ်ဇွန်လ19ရက်နေ့မှစ၍ရန်ကုန်တက္ကသိုလ်ပထဝီဝင်ဌာန၌ပမောက္ခအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်1952ခုနှစ်နောက်ပိုင်းမှာတော့မြန်မာနိုင်ငံသုတေသနအသင်းမှပါဝင်ခဲ့သလိုကိုပိုင်သုတေသနလုပ်ငန်းများကိုလည်းလှုပ်ဆောင်ခဲ့ပါတယ်ဒါအပြင်နိုင်ငံသမိုင်းကော်မရှင်မှလည်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်ရန်ကုန်တက္ကသိုလ်အမှုပညာအသင်းရန်ကုန်တက္ကသိုလ်ခြေလျင်နဲ့တောင်တက်အသင်းတို့ကိုလည်းစတင်တည်ထောင်ခဲ့ရမှာလည်းတဝူးအပါဝင်ဖြစ်ပါတယ်1983 1984ပညာသင်နှင့်ရန်ကုန် ညာရေးကောလိပ်ကသက္ကသိုလ်စာပေးစာယူသင်တန်းများ1985 1986ခုနှစ်နောက်ပိုင်းမှာတော့ဝိဇာသိပ္ပံဘောကဗေဒနဲ့ဥပဒေပညာရည်များကိုထည့်သွင်းပို့ချခဲ့ရမှာဝိဇာဌာနမှုဖြစ်လဲတာဝန်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်1989ခုနှစ်ရန်ကုန်သက္ကသိုလ်ပထဝီဝင်ပမောက္ခတာဝန်မှာတပ်ပြအငိမ့်စာယူခဲ့ပြီးတော့1990ပြည့်နှစ်အော်တိုဘာလ23ရက်နေ့မှာတော့ရန်ကုန်မြို့အမှတ်30ကုန်းမြင့်ရိပ်သာလန်9မိုင်နေမှာပဲကွယ်လွန်ခဲ့ပါတယ်ဆရာမကြီးဒေါက်တာဒေါ်သိန်းကြီးကပထဝီသင်ကြား ားရခြင်းရဲ့အထူးအရည်ရွယ်ချက်ကလူငယ်လူရွယ်တွေကိုကိုယ်တိုင်လေးလာစူးစမ်းတတ်တဲ့အလေးအထားရရှိဖို့ပြောချောင်ပေးတာပဲဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့မြန်မာပြည်မြေပုံကိုပထမဆုံးရေးဆွဲခဲ့သူဒေါက်တာဒေါ်သိန်းကြည်ရဲ့အကြောင်းကိုထူးထွန်ထင်ရှားမြန်မာအမျိုးသမီးများမှထုတ်နှုတ်ချက်များနဲ့အတူလေ့လာမိသလောက်တင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘ ਹੁ တုတ္တဖြစ်ပွဲတမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြု လုပ်ပေးပါလို့အကြံပေးပါရစေရှင်။